စစ်ကောင်စီကယာယီအပြစ်ရဲကြောင်းကြေညာပေမဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုတော့အဆက်မပြတ်ပြုလုပ်နေပါတယ်။အချက်လက်တွေအရဧပြီ3ရက်ကနေ23ရက်အထိ17ရက်အတွင်းမှာတင်တိုင်းနယ်ပြည်နယ်12ခုမှာလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း68ကြိမ်ရှိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီဖြစ်စဉ်တွေမှာပြည်သူ64ဦးသေဆုံးခဲ့ပြီး83ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရှိသူဦးနေပုံလက်ကပြောပါတယ်။ ဒါအပြင်ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အင်ဂျီ64လုံးစာတင်ကြောင်း၄ကြောင်းဖုန်းကြီးကြောင်း၃ကြောင်းနဲ့ခရီးရန်ဖျားကြောင်း၁ကြောင်းတို့ပျက်စီးဆုံးရှုံးခဲ့တယ်လို့စည်ရင်းဖော်ပြထားပါတယ်။တကြံအကြိုနေ့ April 7ရက်နဲ့အခြားနေ့ April 14ရက်နေ့တို့မှာလည်းလေကြောင်းတိုက်ခိုက်မှုတွေကိုဆက်လုံနေတာကြောင့်ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ဒါကြောင့်ထိုးစစ်ရက်ထားတဲ့ကာလတွေမှာလဲဆေအိုစုကတိုက်ခိုက်မှုတွေဆက်လုပ်နေလို့နိုင်ငံတကာအနေနဲ့စောင့်ကြည့်ရေးရန်တရာတခုထူထောင်စောင့်ကြည့်ဖို့လိုအပ်မယ်ဆိုပြီး NUG ကတိုက်တွန်းထားပါတယ်။နောက်ပြီးຫນွေဦးတော်လှန်ရေးကိုအမြန်ဆုံးအောင်ပွဲနဲ့အဆုံးသတ်နိုင်ဖို့အတွက်တော်လှန်ရေးအင်အားစုတွေအချင်းချင်းကြားအခုထပ်ပေါ်တဲ့ညီညွတ်ရေးပူးပေါင်းဆောင်ရွက်ရေးတွေကိုထင်သာမြင်သာဖြစ်လာစေဖို့လဲစဉ်ဆက်မပြတ်အားထုတ်ကြိုးပမ်းနေတယ်လို့ဦးနေဖုံးလက်ကပြောကြားထားပါတယ်ရှင်။